ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့မျှဝေပေးချင်တာကတော့တောင်ဆိုင်သူရဲကောင်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကေတိရစ္ဆာန်နေတော်မှာသူတို့ရဲ့ဟိုဟာတပေးသားမီးတွေကိုဘယ်လိုမျိုးတက်ကွင်းကနေပြီးတော့လွတ်အောင်ကာကွယ်ပေးလေးဆိုတော့အဲဒီတောင်ဆိတ်သူရဲကောင်းကို ကျွန်မရှိကျုကိုပြုတဲ့အနေနဲ့ဒီစတိုရီလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်အဲဒါတော့တရုတ်နိုင်ငံမှာဖြစ်ပျက်သွားတဲ့တကယ့်ကိုဟို true story တပုတ်လို့ပြောရမှာပေါ့နော် အရင်တုန်းကပေါ့နော်အဲ့ဒီတရုတ်နိုင်ငံမှာတောင်ဆိုက်တွေကဒါတောင်ဆိုက်စီတွေကဒါတန်ဖို့ရှိရပဲအချိန်မှာလူတွေကလည်းတောင်ဆိုက်တွေကိုအတင်းတန်လိုက်ရှာတဲ့အချိန်မှာမော်ဆုတိုက်ကပေါ့နော်မော်ဆုတိုက်ကကျွန်တော်တို့တောင်ဆိုက်တောက်ကိုတွေ့တယ်တဲ့ဒီမှာဒီမှာတွေ့လေဆိုလို့ရှိရင်တရုတ်နိုင်ငံမှာရှိတဲ့အသေးကွေးတောင်တန်းတောင်ကြားဆိုတဲ့ဟာမှာကျွန်တော်တို့ကတောင်ဆိုက်ကိုတွေ့ရပေါ့နော် အဲ့မှာတွေ့ရကြတာမောက်ဆိုးတွေကလည်းရမ်းပြိုပြီးတော့ဗောနော်အဲတောင်စိတ်တွေကိုတောင်အောက်ကနေပြီးတော့ကျမတို့တောင်ပေါ်အထိကိုသူတို့မောင်းပြီးတော့တင်ကြတော့ဗောအဲ့ချိန်မှာတောင်စိတ်တွေကလည်းကြောက်ဟာနဲ့ပြေးတာပြေးပြေးပြေးတက်ကွင်းကနေလွတ်အောင်ဆိုပြီးတော့သူတို့ပြေးတဲ့အချိန်မှာအဲ့မှာတောင်တောင်ထိုက်ပေါ်ကိုအကုန်လုံးရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာဟိုဘက်ကိုကြေးလိုက်တော့လေသူတို့က6ကပားကြီးဒီဘက်ကိုဒီဘက်တောင်ကြီးနဲ့တောင် တေးခွတောင်တန်းနဲ့ဒီပင်တောင်တန်းတစ်ခုကြားရဲ့မှာသူကမြေချောင်းလေးကသူကဆေးဘေးဟွာဆေးဘေးလောက်กว่าရှိတယ်မြေချောင်းလေးတစ်ခုရှိဟိုဘက်ကိုကြည့်ရင်လည်းမြေချောင်းသူတို့ကမှတက်ကွင်းမိသွားတော့ပိတ်မိသွားအဲ့ဆိုင်မှာဘလို့လောက်ရမလဲဆိုပြီးတော့မှကြောက်ကြောက်လန့်လန့်နဲ့တောင်ဆိုင်မကြီးတစ်ခါကထွက်ပြေးပါလေရွတ်ထွက်ပြေးတဲ့အချိန်မှာအောက်မှာချိန်ထားတဲ့အဲ့မှာမိုးဆိုးတွေကနေပြီးဒိုင်းခဏပြစ်လိုက်တာပေါ့နော် အပြစ်လိုက်တဲ့အချိန်မှာအဲ့မှာတောက်ဆိုင်မှာကနေဘိုင်းကနေလေးသွားလေးသွားတဲ့အချိန်မှာအကြံတဲ့တောက်ဆိုင်တွေကနေပြီးတော့အော်ဒီလိုထွက်ပြေးလို့ရှိရင်ဒီလိုမျိုးဟိုတည်တယ်ဆိုတော့တင်ခန်းစာတကူသူရတယ်သူထွက်မပြေးဘူးနောက်အချိန်မှာတောက်ဆိုင်တိတိလေးတကောင်ကလည်းဖြစ်ရှာဖြစ်အားဆိုပြီးတော့သူကလည်းပြေးဟိုခုံချလိုက်တာအဲ့ဒါဟိုဘက်၆ကောင်ပါခုံချလိုက်တဲ့အချိန်မှာတောက်ဆိုင်တွေအားသာချက်ကအဲ့ဒီမှာကျွန်မပြောချင်တာကတော့တောက်ဆိုင်တွေအားသာချက်ကသူတို့ကတခါခုံလို့ရှိရင်သူက6ပဲအထိကိုခုံနိုင်တာတဲ့အဲခွာ ချစရာနေရာလေးတစ်ခုရှိရင်လည်းသူကဆက်ကင်ဆက်ကင်ခုံနိုင်တယ်စွမ်းရင်ရှိတယ်ဗျာတောင်ဆိုင်ဆိုတာကကျမတို့ဟိုအင်တာနက်ဒီမန်လေးစာကြည့်လို့ရပါတယ်ဟိုတာမန်ဆိုင်ထဲကျမတို့နည်းနည်းလေးအကောင်ထွားမယ်ပြီးရင်ဟိုဂျိုးပါမှာပေါ့နော်အဲ့ဒါတောင်ဆိုင်တွေအဲ့အချိန်မှာတောင်ဆိုင်ခေါင်းဆောင်ကြီးကကြီးမားတဲ့အတန်နဲ့တခုပေးလိုက်တာပေါ့နော်အဲ့အချိန်မှာတောင်ဆိုင်တွေကအကုန်လုံးညံဝပိပြပြီးတော့သူကကြောက်သွားပေါ့နော်တိရစ္ဆာန်ဖြစ်ဖြစ်မဲ့လည်းသူကခေါင်းဆောင်ရဲ့စကားကိုနားခံနေနော် အာကျမတို့လူတွေလို့တော့မဟုတ်ဘူးတချို့လူတွေတောင်မှမနာခံတဲ့လူတွေရှိတယ်လေအဲ့ချိန်မှာတီမတဲ့အတန်းနဲ့တခုပစ်လိုက်တဲ့ချိန်မှာတောင်ဆိုင်တွေကဟိုအောက်စုနဲ့ဆူကွေးသွားတာတဲ့အဲ့မှာတက်ကြီးတဲ့တောင်ဆိုင်အောက်စုတဆူရဲ့တက်ငယ်တဲ့တောင်ဆိုင်အောက်စုတဆူရဲ့ဆိုပြီးတော့ဒီမှာတော့အောက်စုနဲ့ဆူကွေးသွားပြီအဲ့ချိန်မှာကွေးသွားတဲ့ချိန်မှာအဲ့မှာတောင်ဆိုင်ကြီးကလေခေါင်းခင်ကိုကြည့်ပြီးတော့တီမတဲ့တန်းနဲ့ကြီးတခုနဲ့ထပ်ပြီးတော့ဟိုလိုက်တဲ့ချိန်စိတ်တွေက သူတို့တောင်စိုက်ပါသားစကားနဲ့ဘာပြောလဲတော့မသိဘူးပေါ့နော်အဲ့ဒါကြောင့်မုတ်ဆိုးတွေကလည်းအဟိုးပြီးတော့ကြည်နေတယ်အဲ့အချိန်မှာဒီဘက်ကဟိုတောင်စိုက်အောက်စုအငေနိုင် generation ပေါ့နော်တောင်စိုက်ငေလေးတကောင်ကပြေးထွက်လာပြီးတော့အဲ့မှာဟို6သေးပြီလောက်ကွာဝေးတဲ့အဲ တောင်နှစ်ခုကြားကกว่าဝေးတဲ့မြေချောင်းလေးကိုခုန်ဆဲပါလေရခုန်ဆဲနေမှာဒီဘက်ကတောင်ဆက်ကြီးတကောင်ကြီးကလေလိုက်ပြီးတော့အချိန်နဲ့ပြီးပြီးတော့ခုန်ဆဲတဲ့အချိန်မှာ6ပေလောက်กว่าဝေးမှာသူ့ခေါင်းကိုခံပြေးတာတဲ့အဲ့အချိန်မှာတောင်ဆက်တိတိလေးကအဲ့ဒီတောင်ဆက်ကြီးရဲ့ခေါင်းကိုနင်းပြီးတော့ဒီပြင်တောင်တောင်ကိုသူကတက်လွတ်မြလွတ်မြချောင်းခုန်လိုက်တဲ့အချိန်မှာအဲ့တောင်ဆက်တွေကလို့လွတ်သွားတာပေါ့နော်အဲ့မှာ2 by 2 story ပေါ့နော် အဲ့အဲမှာနှစ်ယောက်တွေ့ဘူးနှစ်ယောက်တွေ့ဟိုနှစ်ယောက်တွေ့ရလို့မျိုးခုံကြတာဗောနှစ်ယောက်တွေ့စိန်နဲ့ပြီးပြီးတော့ခုံနေစိန်မှာတောင်ဆိုင်ရလည်းအကုန်လုံးမရှိတော့ဘူးဗောနောက်မှာတောင်ဆိုင်ကြီးတစ်ကောင်ခေါင်းဆောင်ကြီးတစ်ကောင်မှကျန်တယ်သူရကတောင်ဆိုင်ကြီးတစ်ကောင်မှကျန်တယ်သူရကခေါင်းဆောင်ကြီးကလည်းသူကလည်းအမောက်ဆိုးကြီးခေါင်းဆောင်မောက်ဆိုးကြီးရှိတဲ့အရာကိုသူကလည်းပြေးလာရဲ့အဲ့မှာမောက်ဆိုးကြီးကလည်းသူ့ကိုဘာနေပြင်းမလဲဆိုပြီးတော့သူကြောက်ကြောက်လန့်လန့်နေဗောနောဒိုင်းကနေတင်နဲ့နဲ့နှစ်ချက်ပြစ်လိုက်တယ်တဲ့ပြစ်လိုက်တဲ့အချိန်မှာအဲ့တောင်ဆိုင်ကြီးကဘိုင်းကနေမလေးသွားပြီးနေနေသွ ွေးတဲ့တန်နဲ့တွေ့ပြီးတော့ရင်းရင်နဲ့ဆင်လောက်ပဲရှိတော့ဘူးနော်။အဲဘေးခေါင်းဆောင်မဲ့နေနေအန်ဒီကြုံလာတဲ့အချိန်မှာသူ့ရဲ့တပေးသားမီးတွေကိုတက်နိုင်ဆုံးသူတက်ကွင်းကလွတ်အောင်ကောက်ခွေပြီးပြီးတော့သူကိုယ်တိုင်လေဟိုရုပ်ပြည့်ဆင်းပြင်းမဖြစ်ဘူးနော်ဘောနော်။သူတက်နိုင်တဲ့များဇာလိုက်တသူ့ရဲ့ပရိတ်တ်ဆိုင်နဲ့သူခွန်အားနဲ့တောင်းလာပြီးတော့အချိန်မှာသူကအဲ့ဒီခုနကတော့တောင်ဖိတ်လေးတွေတော့တယ်လမ်းကြောင်းတိုင်းပဲသူကလေအဲ့မှာခုန်ချလိုက်တဲ့အချိန်မှာ တောင်ဆိုင်ကြပျောက်သွားပါဘူးနော်အချိန်မှာမုတ်ဆိုးကြီးတွေကမုတ်ဆိုးတွေကတောင်ဆိုင်လေးတကောင်မှမရတော့ဟာဟာခနေဟန်ခနေပြီးပြီးတော့အဲမုတ်ဆိုးကလေးတောင်ဆိုင်ကပြည့်တဲ့သင်္ခန်းဆောင်ရလူတွေတောင်တကယ်မလောက်နိုင်တဲ့လောက်ရောက်ကိုဒီတောင်ဆိုင်ကြီးကလောက်သွားတယ်ဆိုပြီးတော့မှတောင်ဆိုင်သူကြီးကောင်းကြီးကိုသူတို့ရဲ့စိတ်နှလုံးထင်းမှာ တသက်လုံးမမေ့ပင်နဲ့သူတို့ရဲ့ပုံမြင်လေးတစ်ပတ်ဖြစ်မှတ်တမ်းတင်ထားကြတာပေါ့နော်။ကဲဒီစတိုရီထည့်ရနေပြီးတော့ဟိုသူရဲ့ကောင်းစိတ်တတ်ရှိတဲ့လူတွေကဘယ်သူပဲနေနေပေါ့နော်။ကိုလွတ်မြာလွတ်မြောက်ကြောင်တစ်ခုကိုမကြည့်ပဲသူ့ရဲ့တပည့်သားမိတွေကိုအတနိုင်ဆုံးတဲကွင်းကနေပြီးတော့လွတ်အောင်ကောက်ွယ်သွားတယ်။နောက်ဒုတိယတစ်ချက်ကအာအန်ဒီရီနဲ့ကြုံလာတဲ့အချိန်မှာသွေးမပြည့်ပင်နဲ့ရေးရမှုမရှိပင်နဲ့သူတို့ရဲ့